အခုကျွန်တော်အင်းတကော်ကိုရောက်နေတာပါအခုအင်းတကော်မှာဈေးရဝင်ကြည့်မယ်ပြီးလို့ရှိရင်အမျိုးအိမ်မှာအင်းတွေချက်စားကြမယ်အဲကြတော့ဘာရှိတယ်ဆိုတော့သွားကြည့်လိုက်အောင်ပါနော်နောက်ထပ်ကြပါဦးတို့တော့နေရတော့အင်းတော်ဈေးကြောမဟုတ်ဘူးဗျာဒီနေရာဈေးသေးလေးပါဈေးသေးလေးဆိုမှလည်းပစ္စည်းကတော့တော်တော်ဆုံးနေလေးရတယ်မဆိုးပါဘူးဗျာ ဒီမှာဆိုရင်ဖောက်စီကနန်းလေးတွေပေါ်သွားမယ်ပြီးလို့ရှိရင်ဒီရောက်လို့ရှိရင်အဖောက်စီကနန်းလေးတွေကြော်စားကြမယ်ကိမွန်ရှိတယ်ပြင်းငါရှိတယ်ပဇွန်လေးလည်းရှိတယ်ဆုံရှိတယ်ဆိုတော့မဆိုဘူးအများကြီးပဲမှာကျောင်းဝင်ပါမယ် ုကျွန်တော်ဈေးဝယ်ပြီးတော့ကျွန်တော်အကိုရုံသွားမယ်ဗျာဟိုပေါင်စီကနားလေးတွေကိုကျွန်တော်တို့ကြော်စားကြမယ်ခေတော်လေးစီနေကြော်စားရင်ရမ်းမိုက်တော်ဒီချိန်မှာတော့အမဲလေးကြီးကြော်လိုက်လို့ရှိရင်အဝါလေးတွေဖြစ်သွားမယ်ရမ်းမိုက်လေးအကောင်လေးတွေကြော်စားလို့ရှိရင် 好好，俾表晒俾我，晒晒，俾表晒，嚟嚟晒晒晒，你问你你问你，咦好，睇睇睇睇睇，睇睇，诶，俾表晒，讲啦。没了，一晚就差不多，差不多了，坏了，反正自己长，反正自己刮刮比较注意。 မနက်ဆုံးအစိုးရကလာပြီးခောက်အောင်အဲဟုတ်တယ်ဗျာဒီတော့ခောက်ရကျူးပြောပါအမေကချက်ဖင်စီဦးတွေကြော်ကျူးစကားတော်တော်နဲ့တော့ပြောအခုဒီတဲ့ကိုပြောချင်းချီနေဆက်ချီကြီးပဲနေတာစကားတွေပြောအငယ်လေးတောင်ပြောပြောတယ်ပပြီးတော့စကားပြောတာဖျားဝါတော့ပြောတာဖျားဝါလေဖျားဝါမဟုတ်ပါဘူးသူကကားလိုက်တယ်မဟုတ်ဘူး အေးကားလိုက်တယ်မနားကားလိုက်တယ်မြန်မာပြည်တော်ပြောရတဲ့စကားကြီးဘာကြီးပြောအာကောင်းနေနေအားလုံးတိုင်းနေပြောတာအကြီးဘာကြီးပြောလို့ဒီနေ့ကရန်ကုန်မြို့နယ်အနီးဆုံးနေရာအင်းတဘော်ဆိုတော့ရန်ကုန်မြို့ကနေတော့တနအီလောက်ပဲမောင်းသွားတယ်တနအီတနအီကြော်ဆိုတော့အဆင်ပြေတယ်သွားရလာတာဟိုရန်ကုန်မြို့ထဲမှာကျတော့ဒီလိုခါးစားမှုမျိုးကတိတ်မရတော့ဘူးကွာဒီလိုအချက်မှာတော့ခြံတွေကကျေကျာသေးတယ်ကျေတော့ ခံစားမှုတွေက channel ဝင်နေဆိုတဲ့ခံစားမှုတွေရအပင်လေးတွေဆိုတဲ့ဒီမှာဆိုရင်မကြီးပင်လေးတွေရှိတယ်တရက်ပင်ရှိတယ်ဟိုဘက်သွားကြည့်ရမှာတစ်ချက်တော့ပန်းမီလေးတွေစိုက်လို့ရတယ်ဒီမှာချင်းမောင်ပင်လေးချင်းမောင်ဘူးလေးတွေလည်းရှိတယ်နောက်ဟိုဘက်ဆိုပိန်ပန်းလေးတွေရှိတယ်ဒီမှာဆိုရင်ထိုင်လို့ရတဲ့နေရာဘယုံတော်ကြီးရှိတယ် အပြေပင်တွေရှိတယ်ဒီဘက်မှာဆိုတရက်ပင်ခိုးဘက်ဆက်သွားကြည့်အောင်ဒီမှာဆိုရင်ရှမောင်းလေးပြိုးထားတာရှမောင်းလေးတွေရှိတယ်မလကပင်ရှိတယ်ဒီမှာသူရေပင်ရှိတယ်တရက်ပင်ရှိတယ်ခိုးဘက်ကခရမ်းကစော့ ရန်ကစားမရှိဘူး။ဟိုဘက်ချမ်းမှာဆိုတော့ခြံနေရှိတယ်။ခြံသမားတွေသူကသူအပင်လေးတွေပြိုးထားတာအများကြီးပဲ။ခြံနေခြံနေဆိုတော့အဆင်ပြေတယ်စိုက်ထားတာလေးတွေကလေခြံနေနေကျတော့မထီကုံးပင်လေးထီကုံးနေဆိုရင်ရန်ကုန်မှာမမြင်ရတော့ဘူး။ထီကုံးလေးဆိုပို့လိုက်လို့ရှိရင်ညို့ညို့ဝါဟုတ်တော့ဒါကလေးရေဆိုတော့တော့မသိတော့ဘူးဒီကယုံရေဆိုဒီကယုံကြီးဆိုရင်ဒါရိုးရိုးဝါမဟုတ်ဘူးဒီကောက်ဆိုရင်ဝါမင်းမယ် ဝါမင်းဝါမင်းကအကမြာစီရင်နေဆိုရင်ဝါမင်းကိုတုံးကြတာများဒီနေ့အနေရလေးဆိုရင်6ရက်လို့ရှိရင်ဒီမှာခုန်တန်းလေးမှာထိုင်ပြီးတော့ရေလွေးချိုင်းတောက်လည်းဖက်တော့ပြီးစားပြီးတော့စကားပြောလို့ဆောင်တယ်အခုမိုးရင်းကတော့ဆူ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 နေဆိုတော့ဘာမှတိတ်ပြီးတော့လုံးလုံးမရဒါတော့ရွာဝင်လမ်းလေး ီမှာဟိုဘက်ချမ်းရှိမယ်ဒီဘက်ချမ်းမှာလည်းအိတ်ကြီးရှိတယ်။ဟိုဘက်ကြတော့တက်ချန်နေနဲ့တာကြီးပဲရှိတယ်ဟိုဘက်ချမ်းမှာကြတော့။လမ်းအဆုံးထိသွားလို့ရှိရင်တာကြီးရောက်အောင်အိမ်ကပြောင်းမယ်ဒီရင်ကတော့ဒါကျွန်တော်အကိုအိမ်မှာအဲ့တော့ကျွန်တော်ရဲ့စပုံမှုပါပေါင်စည်းကနန်းလေးကိုတိကျတန်ရှင်းရေးလုပ်နေတယ်တော့ကြာနေပြီတော့ကြာနေပြီ ဘုံဝဲလက်တွေညောင်းနေပေါင်စည်းကနားလေးကနည်းနည်းတန်တန်ရှင်းလေးတော့ပိုကောင်းတယ်နှုတ်မဆိုရင်ပြန်လုံတာဖြစ်လို့ရှိရင်ခြေနေမကောင်းအဲဒါကြောင့်တခြားလုံတာသဘုံညောင်းနေတာအော်ကျွန်တော်ကျူမာရီငါကိုရင်းချက်ဖို့လုပ်နေရအောင်ဒီငါကိုရင်းချက်မယ်ဒီလိုရင်ပေါင်စည်းကနားလေးကြီးကြောင်းမယ်ဒီမှာထင်းထားကြအောင် ဒီမှာအုတ်ကန်ရှိတယ်အုတ်ကန်ရေချိုးလို့ရတယ်ရန်ကုန်မှာဆိုအုတ်ကန်နဲ့ရေချိုးလို့မရအောင်ဒီလိုအပြင်မှာဒါဆိုမိုးရေနဲ့ခံရေချိုးလို့ရတယ်မိုးရေနဲ့အုတ်ကန်နဲ့အပြည့်ပဲအငယ်တော့ဘွားကြီးပြန်ပြီးတော့အရိယာအောင်ဒီလိုလေးကြပါလေအမှဖောင်စီကနားလေးတွေပါအကုန်တတ်ဆင်ပြီးပါပြီတော့ကြမချက်သေးဘူးဆိုတော့ရေကလေးလိုက်ခဏခဲတာလား အခုဒါတော့ခဏဈေးတွေကဝင်လာတဲ့လက်ကူလေးပါလက်ကူလေးတွေကိုဆင်းအောင်ဈေးမယ်ဈေးပြီးွားလို့ရှိရင်ညံ့မယ်အတုံးနဲ့တေးရအောင်ညံ့ညံ့လို့ရှိရင်ပြုတ်မယ်ပြုတ်ပြီးွားလို့ရှိရင်အချင်းလေးပိုင်းနဲ့ရှောက်ရွက်တွေပိုင်းနဲ့ပြီးတော့တုတ်ပါမယ်လက်ကူကြတော့ကျွန်တော်မှစားရခဲ့တယ်အဲအကြောင်းဒီမှာလက်ကူလေးရအောင်ဒီဝယ်ပြီးတော့တုတ်ဆောင်လို့နော်ကဲဒီဆန်နန်နန်လေးအုပ်ပြီးချက်လိုက်နော်။ဒါလေးကောင်း။ နာစားနေခဲ့တာမျိုးဆိုတော့ဒီကမာလေးနဲ့ခင်ဗျာခင်ဗျာငါစားတာအားရတာဒါတော့ငခုံးမလေးကြော်နေတာပါမငခုံးမကြော်လေးပါဒီကြလေးကြော်သားပါလေတရကင်းလေးတူစားဖို့ရေးလေးစိန်ထားပါလေတရကင်းလေးကလမ်းနေပါပဲ ဆက်ကရှောက်ရင်းနဲ့တမ်းရပြီးပါသူဆိုရင်ပေါင်းကြီးကနေကြော်နေတာပေါင်းအောင်ပေါင်းအောင်ပေါင်းအောင်ဒီလိုမျိုးကြော်ကြည့်တယ်ဘောလုံးလေးနဲ့ ဆိုရင်ဖောင်ကြီးကနေလေးကျော်ပြီးသွားပါပြီကျွန်တော်မြည်ကြည့်တိုက်တော့မစိုးဘူးပြတစားလို့ကောင်းတယ်သူကပစုံကျော်လေးလိုပဲကြောကြော်လေးဖြစ်နေတယ်တိုက်ဆိုင်ရောတိုက်ဆိုင်နော်ဟာဟုတ်ကောင်းကောင်းနော်ကောင်း lê kim đi tôi sao mà có một con đó rồi cho nó tay chạy lê kim cho nó làm chạy cái <laughs> nấu đèn to mà mẹ quỳ ec là lấy cái <laughs> nào bà hiên chơi lại rồi ngã hiên gì ကဘာလေးလဲကဘာလေးဆိုတော့ငါကြော်ရည်နောက်ဖောက်စီဖောက်ဖောက်စီဖောက်စီကနန်းကြော်ရည်နောက်ပါလေလက်ခူးတုတ်ရည်စားမယ်ဟာလက်မြန်အလှူအတွက်အလုတ်ကင်ဟင်းချက်နေတာပါကြသားခုတ်မယ်ကြသားရင်ချက်မယ်မြန်မာကြရင်အဘလို့စနေဝင်းလောက်ပေါ်လားဟောစနေဝင်းကြောဩဩစနေဝင်းကဘွားနေပြီးရောထူးစားမှာဥစည်ချက်ဩအဲ့ဒါကြောင့်ဥစည်ချက်ဂျိုးနေတာ မိုက်နော်မမမုတ်လေးလောက်တတ်တော့မယ်အဲအဲအမလေးပြုတ်ကြပြီဟာရေးလို့ပါဟာအဲ့ဒါမင်းရတယ်ဇော့နော်ချိန်တော့ချိန်ဟမ်မချိတာလေငါချဒါတော့ကျွန်တော်အမလေးအင်းချက်ဖို့အတွက်လုပ်နေတာပါ ခုဆိုရင်ကျွန်တော်အမိုင်နဲ့အတူတူစားစားပါတော့မယ်ဒီမှာဆိုရင်မှုဟင်းပါတယ်လက်ထူဟင်းပါတယ်ငါးကြော်ပါတယ်ခုနကျွန်တော်ကြော်ထားတဲ့ပေါင်းစီကနန်းလေးတွေပါတယ်ငါးဟင်းပါတယ်နောက်ဒီမှာကျတော့ချာဆန်ကျက်ပါတယ်စတိုင်းဟင်းပါတယ်အဆုံးပဲအလောက်ကင်လိုင်းနဲ့တခါတည်းစားကြမှာမာဒါကျွန်တော်အမတွေပါတော့ဆက်စားလိုက်ပါဦးနော်။အာကြာတဲ့ချက်အရန်ကောင်းတယ် nhà đi sao tôi nhìn mai chết thế hình chết chả thành chết nhà mai thế mà thôi nhìn mua đi bà đấy bê đi đi bà đấy chả đâu đi ó ngay nhìn này nhà mai thế sao <coughs> giờ bảo nó cả <coughs> ta <coughs> sẽ <coughs> gặp trên đi trên nhà bố mày trên đi này 然后叫莎莎来帮忙了。你高了，你高了，高呢？大高呢？高呢？喏，啥都高呢？啥家吧？你没高，你没高了，你没高了，高呢？高呢？哎，没得高了，啥都。哎。 အခုဒါကတော့ဘုံကြီးအချိုးဝဲအတွက်စနေမကင်းစကြိုနေတာပါစနေမကင်းကတော့ကြိုးရတာတော့လက်ဝင်နေသူကအယမ်းမှုရတဲ့မဟုတ်ပါနော်ကျွန်မကြီးကျွန်မကြီးထူလာပါအရင်ပြန်မှာပါလေအတကူမွေးရတာ ော့ပြစ်လာလေပိုမလေးလာလေပြစ်လာလေပိုလေးလာလေဆောတော့ကြာမျက်နှာလေးပါကြည့်လေမျက်နှာလေးကြည့်ရမျက်နှာမကြည့်နိုင်တော့ဘူးဒေသာဘောလေး ခုဒါတော့ရွာမှာရှိတဲ့ဘုံကျောင်းနဲ့စီရီလေးပါရိုက်ရရပါတယ်ဒါတော့ရွာမှာရှိတဲ့ကုံစုံဆိုင်လေးပါဒီကုံစုံလေးမှာထူးထူးဆန်းဆန်းအနေနဲ့ကျွန်တော်ငယ်ငယ်ကစားခဲ့တဲ့မုတ်လေးတွေကိုပြန်တွေ့ရတယ်ဗျ။ ခုဒါတော့ကျွန်တော်တမယာစီတောက်ဝင်တဲ့ channel လေးပါအင်္ဂလိပ်တဲ့သဘောကြလို့အင်္ဂလိပ်ပါကျွန်တော်ဗီဒီယိုထည့်ရခဲ့တယ်ဒီကဗျာကျွန်တော်ဒီနေ့ရိုက်ကူးခဲ့တဲ့ခီးစဉ်လေးကိုလည်းအားလုံးနှိမ့်တဲ့ကြမယ်လို့ထင်ပါတယ်ခင်ဗျာအခုဆိုရင်ကျွန်တော်အင်းတကောင်းနေပြီးတော့ပြန်ထွက်လာပါပြီကျွန်တော်တို့ရန်ကုန်ပြန်လာတော့မယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပါပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်